မနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အတွေ့အကြုံကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံးချုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့အော်တိုဘာလ2ရက်ကြာတာပြည်နှစ်အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဂျာကာလာဒီတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအစည်းအဝေးပြုလုပ်တဲ့သတင်း ဂျပန်နိုင်ငံပါတီလွှတ်တော်အမတ်များတမကရဲ့နှစ်ပတ်လည်ညီလာခံသို့အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တက်ရောက်တဲ့တွင်ခင်ဦးမျိုးနယ်ပါကာဖကတိုက်ပွဲအတွင်းသိမ်းဆည်းရမိတဲ့လက်နက်များထဲမှတနက်တချို့ကိုတိုက်နယ်ပါကာဖရိထံဂုံပြုတ်ပေးအပ်တဲ့တွင်နမတူနဲ့မန်တုံမျိုးတွေကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်လေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာပြည်သူ၃ဦးသေဆုံးပြီးကလေးငယ်တွေအပါအဝင်၆ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တွင် လောင်းလုံမြို့နယ်ထွေအုပ်ယုံနဲ့လူမှုကြီးကြပ်ရေးယုံတို့မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဝန်ရောက်တိုက်ခိုက်ခဲ့တဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လှန်ရေးဆန္ဒပြလူမှုတပိတ်တဲ့င်းတွေပဲဖြစ်ပါရဲ့ရှင်ဂျာကာလာဒေတနရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုပထမဦးဆုံးတင်ဆက်ပေးပါမယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းမှာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး20မြင်းဆောင်2025ကိုအော်တိုဘာလ1ရက်မွန်းလွဲတနင်္လာမှာပြုလုပ်ခဲ့ကြပါတယ်အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှုအဖွဲ့ဝင်စီမံကိန်းဗဏ္ဍာရေးနဲ့ယင်းနှိမ့်ညွန့်မှုဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ် ဆက်လက်ပြီးမြို့နယ်တွေရဲ့အာဂျနာတင်သွင်းဆွေးနွေးမှုအပေါ်သက်ဆိုင်ရာဝန်ကြီးဌာနတွေကပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။အဆိုပါအစည်းအဝေးကိုအမြဲတမ်းအတွင်းဝင်နေဒုတိယအတွင်းဝင်နေတွက်ဖက်အတွင်းဝင်နေဌာနဆိုင်ရာတွေရဲ့တာဝန်ရှိသူတွေနဲ့မန္တလေးတိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဂျပန်နိုင်ငံပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့နှစ်ပတ်လည်ညီလာခံတို့မြို့သားညညွေးရေးအစိုးရကိုယ်စားလှယ်တက်ရောက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မြမဒီမိုကရေစီအရေးကိုထောက်ခံအားပေးတဲ့ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့နှစ်ပတ်လည်ညီလာခံတို့ဂျပန်နိုင်ငံဆိုင်ရာမြို့သားညညွေးရေးအစိုးရကိုယ်စားလှယ်ဦးစောပါလာတိန်နဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားသက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတယ်လို့အော်တိုဘာလာတရက်မှာထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံအစိုးရဂျပန်လွှတ်တော်အမတ်တွေအနေနဲ့အကြမ်းဖက်ဆဲအုပ်စုကျင်းပပြုလုပ်မဲ့တရားဝင်ရွေးကောက်ပွဲကိုလုံးဝလက်မခံဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတိုက်တွန်းတောင်းဆိုထားတဲ့စာကိုအထက်လွှတ်တော်ဥက္ကဋ္ဌမစ္စတာကွန်ဒိုဆိုအီထန်တရားဝင် ပေးအပ်ခဲ့ပါတယ်အရင်ညီလာခံတို့တက်ရောက်ခဲ့ကြတဲ့ဂျပန်နိုင်ငံဆိုင်ရာမြို့သားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ဦးစောပါလသိန်းနဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားများရဲ့သက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်များကဂျပန်ဆဲအုပ်စုရဲ့တရားမဝင်ရွေးကောက်ပွဲဆိုင်ရာတန်တရာဖြစ်ဖွယ်အချက်လက်တွေကိုတင်ပြဆွေးနွေးခဲ့ကြပါတယ်။အဂျပန်ဆဲအုပ်စုအနာတီမြဲရေးအတွက်ကိုသာဦးစားပေးဆောင်ရွက်နေပုံတွေရွေးကောက်ပွဲနဲ့ပတ်သက်တဲ့နိုင်ငံတကာရဲ့သဘောထားနဲ့ကုလသမဂ္ဂရဲ့ယက်တီချက်အနာသိမ့်ခဲ့ခြင်းကစပြီးဒီချိန်ထိအဂျပန်ဆဲအုပ်စုဆေးရဆွမှု ကျွလွန်ခဲ့မှုတွေ ပြစ်မဲ့ပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်နေမှုတွေကို အကိုအကနဲ့တကွတပ်ဆိုင်ရာအကြောင်းအရာတွေကိုတိကျပြသစွာတင်ပြဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ရှင်။ခင်ဦးမြို့နယ်ပါကဖားကတိုက်ပွဲတွင်သိမ်းဆည်းရမိတဲ့လက်နက်များထဲမှတနက်တချို့ကိုတိုက်နယ်ပါကဖားရိထံဂုံပြုတ်ပေးရတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းခင်ဦးမြို့နယ်ပကဖကအကြံဖက်စစ်တပ်နဲ့တိုက်ပွဲတွေအတွင်းတင်းစီရမိတဲ့လက်နက်များထဲမှ MA1 တပ်နက်၅လက်ကိုတိုက်တဲ့ပကဖရီထံကိုအသိမှတ်ပြုဂုံပြုတ်ချင်းမြစ်ပေးအပ်ခဲ့တယ်လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတအုပ်က PVTB ကိုပြောပါရယ်လက်နက်ပေးအပ်ပွဲအခမ်းအနားကိုအော်တိုဘာလ၁ရက်မှာပြုလုပ်ခဲ့ပြီးတိုက်ပွဲတွေမှာပါဝင်ခဲ့တဲ့တိုက်နယ်၁၂၃ ၄၅ရဲ့ပကဖတွေကိုဂုံပြုချီမြှင့်ခဲ့တာပါခင်ဦးပကဖတာဝန်ရှိသူတို့ကအခုလိုဂုံပြုလက်နက်ပေးအပ်တဲ့အစီအစဉ်ကတိုက်ပွဲတွေကရလာတယ်ရလာတာကိုတိုက်ပွဲတဲ့ပူပေါင်းပါဝင်ခဲ့ကြတဲ့မြို့နယ်တွေက တိုက်နယ်အလိုက်ပေးရတဲ့အစီအစဉ်ဖြစ်တယ်ရန်သူစီကရထားတဲ့လက်နက်ကများလာပြီမကြီးတုံပြူရာကို ပထမအကြိမ်ဝင်တိုက်တယ်လက်နက်တွေတင်းစီရမိတယ်နောက် မရောင်းလပြူဟာကိုတိုက်ခိုက်သိမ်းပိုက်နိုင်လိုက်တဲ့ပွဲကြီးတွေကရတာရှိသလိုပျောက်ကြားတိုက်ပြီးရလိုက်တာအကြိမ်ကြီးတော်တော်များများရှိရလို့ပြောပါရယ်လက်နက်ပေးရပွဲကိုညွန့်နယ်ပါကဖတာဝန်ခံညွန့်နယ်ပါကဖဒုတာဝန်ခံအင်အားစုဖွဲ့လေ့ကျင့်ရေးတာဝန်ခံစစ်လက်နက်တာဝန်ခံကုကဲတာဝန်ခံဆက်သွယ်ရေးတာဝန်ခံတို့မှအတီးတီဂုံပြုတ်ချင်းမြင့်ပေးရခဲ့တာဖြစ်ပြီးတိုက်နယ်ပါကဖခေါင်းဆောင် ထုကောင်းဆောင်တဲ့အဖွဲ့များမှအတိအသီးလက်ခံရယူခဲ့ကြတာပါအဆိုပါတာဝန်ရှိသူကပဲတော်လိုင်းရေးအစညွန့်နယ်မှာကစစ်စင်ရေးတွေလုပ်ပြီးဆိုကိုကဲရေးတွေတည်ရင်တက်ဖွဲ့ညွန့်နယ်ပါကဖားတွေပူပေါင်းလုပ်ကြတယ်တိုက်ပွဲပြီးတဲ့တင်းစီရမိတယ်ဆိုရင်ကိုကဲရေးတည်ရင်တက်ဖွဲ့ညွန့်နယ်ပါကဖားပေါ့စနစ်တကျခွဲပေးတယ်ညွန့်နယ်ပါကဖားကနေမှတိုက်နယ်ပါကဖားတွေကိုတဆင့်ပြန်စီးဆင်းတယ်လို့အဆက်ပြောပါတယ် အကျန်းဖက်ဆဲအစုဘက်မှရလာတဲ့တနတ်တွေကအစ်စ်တွေဖြစ်တယ်ဆိုတာနဲ့တချို့တနတ်တွေမှာဆက်ယုံကအခု ထုတ်လာသလားတောင်ထင်ရပြီးရရှိလာတဲ့တနတ်တွေကိုတိုက်ချွတ်ဈေးကျော်လိုက်တဲ့အခါအစ်စ်အတိုင်းလို့ဆိုပါရယ်အဆိုပါခန်းနာကိုမြို့နယ်ပအာဖခေါင်းဆောင်နဲ့အဖွဲ့ရီမြို့နယ်ပခဖခေါင်းဆောင်ဒုခေါင်းဆောင်နဲ့ပခဖ EC အဖွဲ့ရီတက်စိတ်မှုတွေတိုက်နယ်1 2 3 4 5ခေါင်းဆောင် ို့ကောင်းဆောင်တဲ့အဖွဲ့တွေမျိုးပြပြောက်ကြား UG အဖွဲ့တွေအတိအသေးတက်ရောက်ခဲ့ကြပါတယ်ရှင်နမတူနဲ့မန်တုံမျိုးတွေကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာပြည်သူ၃ဦးသေဆုံးပြီးကလင်းငယ်တွေအပါအဝင်၆ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ နမတူနဲ့မန်တုံမြို့တွေကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်9:20မိနစ်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ပြည်သူ3ဦးသေဆုံးပြီးကလေးငယ်တွေအပါအဝင်6ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်တပ်ကရဲသားပြည်သူတွေကိုရွေကျဲရှိရှိနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးတော့နမတူမြို့မှာတလုံးနဲ့မန်တုံမြို့မှာ၄လုံးဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ဘုံကျဲတိုက်ခိုက်မှုကြောင့်နမတူမြို့မှာပြည်သူ3ဦးသေဆုံးခဲ့တယ်လို့ ကလေးငယ်တွေအပါအဝင်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလိုနေအိမ်၈လုံးနဲ့ထိခိုက်ပျက်စီးခဲ့ရပါတယ်။အကြမ်းဖက်စစ်တပ်ကအော်တိုဘာလ၁ရက်မနေ့ကလည်းမိုးကုတ်မြို့အနောက်ပိုင်းရေထွက်ကြီးကျေးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့အမျိုးသားတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၁လုံးနဲ့ထိခိုက်ပျက်စီးခဲ့ရပါတယ်။အကြမ်းဖက်စစ်တပ်ကပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုအဖြစ်နဲ့ကြောင်မဲမြို့နယ်မှာ6ကျိန်၊တီဘောမြို့နယ်မှာ2ကျိန်၊မိုးကုတ်မြို့နယ်မှာ2ကျိန်နဲ့ မိုင်းလုံမြို့နယ်မှာတကြိမ်ပြုတ်လုခဲ့တာပါဘုံရောက်ပောက်ကွဲမှုကြောင့်အမျိုးသား2ဦးသေဆုံးပြီးအမျိုးသား2ဦးနဲ့အမျိုးသမီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်40ိမ်စာတင်ကျောင်းတကျောင်းဖုံးကျောင်းတကျောင်းကျောင်းဆောင်တဆောင်အဆောက်အဦးတစ်လုံးနဲ့ကားတစ်စီးဘုံစားထိမှန်ပျက်စီးသွားခဲ့ရပါတယ် DNL ကတော့ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကနေရှောင်ရှားနိုင်ရေးအတွက်စစ်ရေးတရီအမြဲရှိဖို့လိုအပ်တယ်ဆိုတာနဲ့လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့အတွက်လည်းလိုအပ်တယ်လို့အသိပေးထားပါတယ်ရှင်။လောင်လောင်မြို့နယ်ထွေးအုံရုံနယ်လူမှုကြီးကြပ်ရေးရုံတို့မှတက်ဆွဲထားတဲ့အကြံဖက်စစ်တပ်ကိုတော်လိုင်းပူအောင်တပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ တနင်္သာရီတိုင်းလောင်းလုံမြို့နယ်အကြံဖတ်ဆဲအုပ်စုလောက်ခံထွေအုပ်ရုံနဲ့လူမှုကြီးကြပ်ရေးရုံမှတပ်ဆွဲထားတဲ့အကြံဖတ်စစ်တပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝန်ရောက်တိုက်ခိုက်ခဲ့တယ်လို့ကန်ပေါက်ဒက်ဖန်ဖို့မှမနေ့ကထုတ်ပြန်ပါတယ်။ဘောအပစာတကောပါတလုတ်ပဲဆင်းနေခွင်းတော့အမပိုင်နေမို့အဲ 好冇好冇，搞、喔喔喔、我莫玩玩你一东啊玩玩个啦，你个朋友他个东西。哪哎。 ဆွဲထပ်ပဲထွေအုပ်ယုံလာဝကယုံတို့မှာတက်ဆွဲထားတဲ့အကြက်ဖက်စစ်တပ်နဲ့ရင်းတို့လက်ပါစီပြူစောထီတို့ကိုစက်တင်ဘာလ30ရက်မနက်6:00ခွဲခန့်အချိန်မှာ ညီနောင်ပူပေါင်းအဖွဲ့ကတပြိုင်တည်းထဲဝင်ရောက်ပစ်ခတ်ခဲ့တာပါထိတွေ့ပစ်ခတ်မှုနှစ်နာရီခန့်ကြာခဲ့ပြီးအကြဖက်စစ်တပ်ဘက်မှထိခိုက်တေဆုံးမှုရှိနိုင်ကအရေအတွက်အသေးစိတ်ကိုအတိပြုစုံစမ်းဆဲလို့ဆိုပါတယ်တော်လိုင်းမာမေအဖွဲ့ကရဲဘော်နှစ်ဦးထိခိုက်မှုအနည်းငယ်ရှိခဲ့ကမစိုးရိမ်ရဘူးလို့ပြောပါတယ်အထက်ပါစစ်စေးရေးကိုဒေါနာစစ်ကြောင်း KBDF ဒေါနာတက်ခွဲခွန် LPF Federal ဒူဝင်ကျဲတပ်ဖွဲ့ FBF ထောက်ဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF ရမညမွန်တက်မတော် RMA ပူပေါင်းဖော်ဆောင်ခဲ့ကြရတယ်လို့သိရှိရပါတယ်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်မြစ်ဖြတ်ချိန်မုံရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီတောင်းသွင်းနေတဲ့ဗိစစ်ကြောင်းကအစ်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီး အတွေ့အော်ရွေးကောက်ပွဲစတင်ရင်ဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွင့်မီဒေါင်းသွင်းနေတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကန်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြားဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရင်းမပင်မြို့နယ်မှာအွန်လိုင်းလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းက တင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနိုင်စသားကင်ဆွဲပြီးအထူးရောင်ရွေးကောက်ပွဲစတင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနိုင်ဆိုတဲ့စကားကိုကင်ဆွဲပြီးအကြမ်းဖက်ဆက်တကြဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာနောက်ပြန်မလဲကြီးတော်လှန်ရေးတပိတ်စစ်ကြောင်းကအထူးရောင်ရွေးကောက်ပွဲစတင်ရေးနဲ့အကြမ်းဖက်ဆက်တကြဆောင်ရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကနောက်ပြန်မလဲကြီးတော်လှန်ရေးတပိတ်စစ်ကြောင်းဆိုတဲ့စကားကိုကင်ဆွဲပြီး အကြမ်းဖက်ဆက်တက်ကြဆောင်ရေးဟိကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနေမြင်မြင်တက်မှုကြတဲ့ကနေပဲအကြမ်းဖက်ဆက်တက်ကြဆောင်ရေးဆန္ဒပြတဲ့ဘက်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံးဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစေရှင်ဂျေဆုတင်ပါတယ်ရှင်